ချုံမင်တန်ကြကြီးပြည်သက်များလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်မှပြုလုပ်ခြင်းပါနေတဲ့စိတ်ဝင်စားဖွယ်ရာဘွဲအမျိုးမျိုးအခမ်းအနားအမျိုးမျိုးကော်မတီအသစ်အမျိုးမျိုးနဲ့ဘဟုသုတရရစရာပညာပေးဟောပြောမှုတွေကိုပြည်သက်နဲ့အစဉ်ပြတ်တက်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြန်ကြိုဆိုလိုက်ပါတယ် ဒီနေ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေပြီးတော့ပရိသတ်များကိုတက်ဆက်ပေးမှာကတော့ X Data System Limited ကနေပြီးတော့ကျပါတယ် Discover X 2015ပွဲပဲဖြစ်ပါတယ်ခင်ဗျဒီပွဲမှာဆိုရင်ကျွန်တော်တို့ company တွေ bank တွေအတွက်အကျိုးဖြစ်စေမဲ့ user friendly ဖြစ်မဲ့ application တွေနဲ့ software တွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါတွေအားလုံးတော့ကျွန်တော်တို့ MICT Park ထဲမှာကျင်းပနေတာဖြစ်ပါတယ်ခင်ဗျ Ace Studio System မှာကျင်းပပြုလုပ်တဲ့ Discover Ace 2015ပြပွဲကိုတော့ရန်ကုန်မြို့မြမော် ICT Park Main Building မှာပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။ပြပွဲကိုတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိလူကြီးများ Ace Data System Limited မှလူကြီးမင်းများမြန်မာနိုင်ငံအပါအဝင်စင်ကာပူဂျပန်အော်စတြေးလျနဲ့အခြားနိုင်ငံများမှကုမ္ပဏီအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ ID နည်းပညာကိုစိတ်ဝင်စားကြသူများအထူးဖိတ်ကြားထားသောဧည့်သည်တော်များနဲ့တရင်းမီဒီယာအသီးသီးမှစာနယ်ဇင်းများတက်ရောက်ခဲ့ကြပါသည် ကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဒီနေ့ကျင်းပတဲ့ပွဲအစီအစဉ်လေးနဲ့ပတ်သက်ပြီးတော့သိချင်ပါတယ်ခင်ဗျအာကိုတို့ဒီနေ့ဒါကျင်းပတဲ့ဟာကတော့ Discover Ace 2015ပေါ့နော်ဒါကတော့ကိုတို့အခုလက်ရှိဒီ Ace Data System စနဲ့ဗမာပြည်မှာလောက်ကိုင်းလျက်ရှိတဲ့ဒီ Software Solution စနဲ့ပတ်သက်ပြီးရဲ့အခါကျတော့ကိုတို့ရဲ့ customer တွေပြီးရဲ့အခါကျကိုတို့ဖိချားထားတဲ့ဧည့်သည်တွေကိုရှင်းလင်းတဲ့ပွဲလေးဖြစ်ပါတယ်ညီလေး လက်ရှိ A status system limited ကနေပြီးတော့ထုတ်လုပ်လျက်ရှိတဲ့ software တွေ application တွေနဲ့မိတ်ဆက်ပေးပါဦးခင်ဗျာကိုတို့ကတော့ကိုတို့မှာပေါ့နော်ဒီ focus area လေးတွေပေါ့နော်ရှိပါတယ်ပထမဆုံး focus area ကတော့ကိုတို့အနေနဲ့ဒါ banking and finance ပေါ့နော်အဲ့တော့ကိုတို့အနေနဲ့ဒါ banking and finance တွေနဲ့ဒီ bank တွေမှာအသုံးပြုနိုင်တဲ့ဒီ software solutions တွေကိုကိုတို့အနေနဲ့လုပ်ကိုင်ရရှိပါတယ်ပေါ့အဲ့တော့ bank ဝဲမှာ30စနစ်တည်း ဒီ ATM စနစ်တွေပေါ့နော်နောက်ကတော့ဒီ card နဲ့ပတ်သက်တဲ့စနစ်တွေပြီးရခါကျကိုတို့ဒီပေါ့နော် risk management နဲ့ပတ်သက်တဲ့ဒီ any money laundering လို့ပေါ့နော်အဲ့ဒါတွေကို manage လုပ်တဲ့စနစ်တွေကိုကိုတို့လုပ်ကိုင်နေရရှိပါတယ်ညီလေးနောက်တစ်ခုကတော့ဒါကိုတို့ capital market ပေါ့နော်အခုဖွင့်လှစ်လာမယ့် stock exchange နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့စနစ်တွေကိုကိုတို့ပြင်ဆင်ဆောင်ရွက်ရရှိပါတယ်နောက်တစ်ခုကတော့ကိုတို့ဒါ enterprise system တွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီ SAP တို့ Oracle တို့ Microsoft Dynamics ပေါ့နော်ဒီလို ERP စနစ်တွေပြီးတော့ကို own ပေါ့ age data system နေပြီးတော့ develop လုပ်ထားတဲ့ဒီ enterprise စနစ်တွေကိုကိုတို့အနေနဲ့ဗာလဲဆွဲခါကြပုံမှန်ပြီးမှာကိုတို့အနေနဲ့ဒါ customer တွေအတွက်ကိုကိုတို့ဒီရေးဆွဲပြီးတော့ရောင်းချရရှိပါတယ်ညီလေးဒီနေ့ပွဲမှာအသုံးပြုသူတွေအတွက်ဘယ်လိုမျိုးအကျိုးဖြစ်စေမဲ့ software တွေ application တွေကိုအဓိကထားပြီးတော့မိတ်ဆက်ပေးသွားမလဲသိချင်ပါတယ်ခင်ဗျာတစ်ကတော့ခုနပြောတဲ့ဒီ backend finance မှာပေါ့နော်ခုနကတော့ဒီဒီပြောထားတဲ့အဓိကတော့ဒီဒီ ATM လို့ပါဦးနဲ့ပတ်သက်တဲ့အခုကဘာမှာဖြစ်နေတယ် technology တွေ trend တွေပေါ့နော်အော်ဗမာပြည်မှာရှိနေတဲ့ဒီ ATM လိုလုံးနေတဲ့ဘဏ်တွေနေတဲ့ဒါ ATM တွေနဲ့ပတ်သက်ပြီးဘာတွေဆက်လုပ်သွားလို့ရနိုင်လဲပြီးရခါကျဒီ card တွေပေါ့ debit card တွေ credit card တွေနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်ပြီးလုပ်လို့ရသွားနိုင်လဲပြီးရဲ့ခါကျတော့ကိုတို့ဒီဒီ capital market တို့ဘာလို့ဆိုရယ် stock exchange ကလာတော့မယ် stock exchange ရဲ့စနစ်တွေဘာတွေဆိုတာဘလို့ရှိရယ်ပြီးွားလို့ရှိရင်တော့ဒါ enterprise system ပေါ့နော်ဒါကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာဟို store ဆိုင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်စက်ယုံပဲဖြစ်ဖြစ်ပေါ့နော်ဟာပြီးွားလို့ရှိရင် hotel ပဲဖြစ်ဖြစ် ID ကိုဘလို့အသုံးချလို့ပါလို့ရတယ်ဆိုတာလေးတွေကိုတို့အနေနဲ့ပြသရရှိပါတယ်ညီလေးအခုတို့တိုးတက်လာတဲ့ခေတ်ကြီးမှာ ID နီးပညာလူသားရဲ့အတွက်ဘလောက်ထိအရေးပါလာလဲဆိုတာလည်းသိချင်ပါတယ်ခင်ဗျ အာကိုရောတော့ IT ကပေါ့နော် one of the social infrastructure လို့ကိုပြောချင်တယ်ပေါ့လေအဲ့တော့ကိုရောကဗာလဲစက်ခါကြတော့တစ်ကတော့ဗာလဲစက်ခါကြပေါ့နော် hard infrastructure တွေကတော့မှရှေရရှိဖို့လိုမီးရရှိဖို့လိုပေါ့နော်ပြီးရင်တော့နည်းနည်းပုံပြီးဟွာဖြစ်လာရင်ဒါဆက်သွယ်ရေးကောင်းဖို့မို့ပေါ့နော်ပြီးရင်ကလမ်းမဆက်သွယ်ရေးတွေပေါ့ဒါတွေကောင်းဖို့ဆိုတဲ့ဟာတွေကအရေးကြီးရယ်ပေါ့နော်အဲ့မှာပဲနောက်တစ်ခါကြဗာလဲစက်ခါကြလူတွေကဒီလူမှုဘဝကိုပေါ့နော်ဒီဒီအဆင်ပြေပြေနဲ့ရည်တည်နိုင်ဖို့ဆိုလို့ရှိရင်ပေါ့နော်ဒီ information လိုတယ် သတင်းချက်လက်တွေကိုအချိန်နဲ့တပြေးညီပေါ့နော်မှန်မှန်ကန်ကန်ရနေတယ်ဆိုလို့ရှိရင်ဒါပေါ့နော်လှုပ်ရတဲ့အခါမှာဆိုလို့ရှိရင်ဒါ productivity လည်းမြင့်နိုင်တယ်ပြီးရခါကျတော့မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်နဲ့အကုန်လုံးလှုပ်ဆောင်နိုင်တယ်ပေါ့နော်ပြီးရခါကျတော့ကိုရရှိကိုလိုချင်တဲ့အရာကိုလည်းလွယ်လွယ်ကူကူနဲ့ရရှိနိုင်တယ်ပေါ့လေအဲ့တော့ဒီသတင်းအချက်လက်ဆိုတဲ့ဟာကဒါ social infrastructure တစ်ခုပဲပေါ့လေအဲ့တော့ကိုရိုးအနေနဲ့ဒါ IT လုပ်ငန်းကိုလုပ်နေတဲ့အချိန်မှာတော့ဒါခုနိုင်တဲ့ဒီ social infrastructure building အနေနဲ့လုပ်နေရလို့ပဲကိုရိုးယူဆပါတယ်ညီလေး 8 status system limited ကနေပြီးရောထုတ်လုပ်ရရှိတဲ့ software တွေ application တွေကိုအသုံးပြုခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးဆက်သွယ်နိုင်လဲဆိုတာလည်းမိတ်ဆက်ပေးပါဦးခင်ဗျ။ဟုတ်ကဲ့အာကိုရောရဲ့ယုံကတော့ကိုရောဒါမြန်မာ ICT park မှာရှိပါတယ်။ဟို building 2 room 2မြန်မာ ICT park မှာပါ။ဖုန်းနံပါတ်တွေကတော့3162993 3969နဲ့3969နဲ့69 contact ကိုဆက်သွယ်လို့ရပါတယ်ညီလေးအခုလိုဖြေကြားပေးအတွက်ကျေးဇူးအထူးပဲတင်ရှိပါခင်ဗျညီလေးကိုလည်းကျေးဇူးတင်ပါတယ်ညီလေးကျေးဇူးပါ လုပ်ငန်းဆောင်တာများအားလွယ်ကူလျင်မြန်ထိရောက်စေရန်ပုံမှုပွင့်လင်းမြင်သာမှုရှိလာစေရန်နဲ့သက်ဆိုင်တဲ့ပြည်တွင်းပြည်ပလုပ်ငန်းများ လူပုဂ္ဂိုလ်များရဲ့ညှော်မှန်းချက်များပြည့်မီအကောင့်တွေပေါ်လာစေရန်ရည်ရွယ်ပြီးတည်ထွင်ဖန်တီးထားတယ်။ Banking Information System Insurance Information System Enterprise Information System Hotel Information System Travel and Tour Information Management System integrated retail sales system restaurant management system gold and jewelry information management system cinema information management system များနဲ့အတူနောက်ဆုံးပေါ်နည်းပညာများနဲ့တီထွင်ဖန်တီးထားတဲ့ solution များကို ခင်ကျင်းပြသခဲ့တာဖြစ်ပါတယ်။ခိုင်မာတဲ့စီးပွားရေးအဆောက်အအုံတည်ဆောက်ရမှာတည်င်းအချက်လက်နဲ့ဆက်သွယ်နည်းပညာအသုံးပြုစီမံခန့်ခွဲမှုမှာမရှိမဖြစ်လိုအပ်တဲ့ ကန္နာတရဖြစ်ကြောင်းအားလုံးကလက်ခံထားကြပြီဖြစ်ပါတယ်။တခုခါမြန်မာနိုင်ငံအနေနဲ့လည်းဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်ရှိနေရာစီးပွားရေးလုပ်ငန်းဆောင်တာများအားစာရွက်စာတမ်းအသုံးပြုကင်တွယ်ဖြည့်ရှင်းသည့်အစဉ်မှပုံမှန်မြန်ဆန်တိကျလာစေရန်ဤပညာအထောက်ပံ့များအားအသုံးပြုလာကြပြီဖြစ်ပါတယ်။ Astudio System Limited ကို1992ခုနှစ်မှာစတင်တည်ထောင်ကစီးပွားရေးလုပ်ငန်းများနဲ့ပြည်သူများလိုအပ်နေတယ်။ ICT Solution များအားစဉ်ဆက်မပြတ်တည်ထွင်ဖန်တီးလျက်ရှိရာထိုနည်းပညာများအားမိတ်ဆက်ပေးတဲ့အနေနဲ့ Discover Ace 2015 Exhibition ကိုမြန်မာ ICT Park မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းပြောကြရင်ဒီနေ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ။ရုပ်မြင်သံကြားရှိပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။